ါတို့ကတော့ဒီ idea တခုတင်ပြပေါ့ comic ကတော့ story ကိုတင်ပြပေါ့ story ဟိုခိုင်ကချတော့ဟိုဘုံသူရုပ်ပြောင်ပါပဲဘုံသူရုပ်ပြောင်ဆိုတာဒီလူကိုတူလဲတူရမယ်ဟာကြီးလဲကြီးရမယ်ထူလဲထူရမယ်ဒါပေမဲ့ပြဿနာခိုင်ကချဟိုလူတယောက်ကိုဟိုဘုကြောင်ဆံပုံပဲဖြစ်ဖြစ်ခန္ဓာပုံပဲဖြစ်ဖြစ်အခုဟိုပေါ့ဒီ ရီဂင်ပုံမဲ့ဖြစ်ဖြစ်ပေါ့နော်ဟိုသူတို့သူတို့ကိုသူတို့ချာချာဆွဲလိုက်ရင်လူတွေကမှတ်မိမိလားအဲ့လူတွေကသူကနေတယ်မြင်ပြီးသိနေလို့ရိုးရနေရောက်ခဲ့တဲ့လူတယောက်ကိုကျွန်တော်အိမ်အောက်ကစိုက်ကားပေါ်ကျွန်တော်ကြိုက်ခဲ့ဆိုရင်ဒီမှမလို့တိသူ့သွားပြတယ်ဒီမှမဟုတ်အဓိကအဲ့ဒီသူ့ရဲ့ရင်ထဲမှာဆွဲနေပြီးသားပေးတဲ့ရင်တော့ဆွဲနေတဲ့ဟောင်းမှသူ့ကိုမှထူးထူးခြားလို့နာတကောင်ကြီးကတော့ ဟိုဟိုဘသူပဲပေါ့နော်ဟိုကရုံးကြီးနဲ့နှာခေါင်းကောက်ကောက်ဆိုတာကဟောအားပဲပေါ့အခန်းဒီပဲပေါ့အဲနှာခေါင်းမွေးဒီလို၄တောင်းလဲဆိုတာဖြစ်တလာပဲပေါ့အဲမျိုးသူကတကယ်တကယ်တော့ဟိုပရိတ်တက်ကဒီလူရဲ့ဟိုခဏခဏမြင်နေတော့သူ့ရဲ့ထူချာမှုကိုဆွဲလန်းတယ်အဲ့ဒါဟိုမှပေးဟိုရေးရတာကဲကိချပါလေဒါပေမဲ့အခုဒီလို shopping mall တွေပါတယ်ဆိုစားတော့ဆိုင်မှာ ကဲချာရေးပြီးတယ်ဆိုတာကြတော့သူကကြတော့သူ့ကိုခုမှပဲမြင်ရတယ်ပေးတတ်တယ်လည်းမသိဘူးဒါပေမဲ့အဲ့ဒါကိုသူကပြောင်ပြောင်းအောင်ဆွဲပြရတာအဲ့ဒါကြတော့ဟိုတအားဖြက်လို့မြင်ရအောင်နည်းနည်းသိတာတအားဖြက်လိုက်ရယ်မလီတော့ဒီတော့အဲ့အမျိုးတော့ဖြစ်တာပေါ့လေဟိုတို့တော့တမျိုးစီကတော့ကိကိရှာမှာကိုတမျိုးစီပညာပါပါလေနော် ဟိုဆောဆောကပြောရဲ attitude တွေကာတွန်းအတွက်ကိုကယ်ကစားထည့်ရေအရင်တော့အမပြီးမှဆိုရင်ရွှေဥပါကလေးပေါ့ဥပါကလေးသူ့ဆိုဆိုကယ်ကစား style နဲ့ကာတွန်းကြီးကအခု time journey ဆိုဒီနိုင်ငံကသူတို့ကတော့တမတာတွေပါတယ်ရေးတော့ဆောသူတို့ကမှတ်မိလို့ဟိုလိုင်းကိုတော်တော်ရှော့ကြီးတယ်ဖြက်လက်ပုံလက်တအားဖြက်